ကလစ်ကမ်းများအားလုံးပဲမင်္ဂလာပါရှင် Freedom of Future Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဖပြမှာတော့ဆရာမဂျူဂျေတာထားတဲ့အဝါရောင်ရထားဆိုတဲ့ဝတ္ထုတူလေးဖပြသွားမှာဖြစ်ပါတယ်ရှင်အဆုံးထိနားဆင်ခံစားပြီးကြပါအောင်ရှင်မူယာနှင့်နောက်ဆုံးဆုံးခဲ့သည့်နေရာကောင်းကင်သည်အချိန်ကမတိုင်သေးဘဲအနီရောင်လွှမ်းနေခဲ့သည် ထိုအနီရောင်နောက်ခံအပေါ်မှာအနက်ရောင်ငှက်တအုပ မြောက်ရံမှာတောင်ရဲသို့ပြန့်ကျဲစွာတိတ်ဆိတ်စွာပြန့်တန်းသွားခဲ့သည်ထိုနေ့ကိုကျမဘယ်တော့မှမေ့နိုင်တော့မည်မဟုတ်ပါဘာကြောင့်လဲဆိုတော့အနီရောင်ကောင်းကင်အနောက်ကနေအနက်ရောင်ငမားသည်ထိုင်လန်းတုံလို့စွာဝေခွဲရခက်လာသောစိတ်ကူးကပါတဲ့တကူဤရှေ့ပြေးနမိတ်တကူဟုကျမလက်ခံလိုက်ရသောကြောင့်ဖြစ်ပါသည်ထိုညနေရမြတ်တော်ကွင်ပြင်တွင်ပစင်းတွေလည်းပြောင်းဝန်းနေခဲ့ပါသည် သူတို့ဟာတော်တော်နှိမ့်နှိမ့်ပြန်တန်းကြသဖြင့်ကျမတို့လမ်းလျှောက်နေရင်အသာလွှဲလိုက်သောလက်တို့ဖြင့်အလိုက်တင်လမ်းဖန်းဆုပ်လို့တောင်ရနိုင်မှသည်ညက်ခင်သည်နှင်းငွေဖြင့်ဆူဆူနေခဲ့သည်မြက်ရွက်များအပေါ်နှင်းလျှောက်သောအခါကျမ၏ဖနှန်းလွတ်နေသောခြေချောင်းပြားကလေးတွင်၌ဆူဆူမှုကိုအေးဆက်ဆက်ရှာတတရတာနှင့်အတူခံစားနေခဲ့ရသည် ကျမတို့၏ဘေးမှဘယ်စီကိုသွားမှမသိသောယထာတန်လန်ဟောင်းတစ်ခုရှိသည် တန်လန်းဟောင်းဟုပြောရသည်ကကျမမကြာခဏလမ်းလျှောက်လေးငင်းခံရင်းကြုံမိသမျှဘယ်တော့မှထိုတန်လန်းပေါ်မှာယထာဒစင်ဖြတ်သန်းသွားခဲ့သည်ကိုမတွေ့ခဲ့ရဘူးသောကြောင့်ဖြစ်ပါသည် ထို့ကြောင့်လည်းယထာထံတစ်ခုကိုကျမအာယုံနဲ့ခန့်သန့်သန့်ကြားလိုက်ရသောအခါစိတ်လှရှားသွားခဲ့သည်ကျမတို့နဲ့မျက်နှာချင်းဆိုင်ကောင်းကင်ပြရောက်တဲ့မှရုတ်တရက်ဖောက်ထွက်လာသလိုပဲတရားဒစင်လာနေခဲ့ပါသည် ထိုနေ့လေခင်ရာကျမအလုံးလုံးသောဆေးရုံသို့မူရရောက်ရှိလာချိန်တွင်ကျမကဆေးရုံကြီးအုပ်ချုပ်ရေးဌာနသို့အလှငွေများသောအလှဆက်ဆဲဖြစ်သည့်ကျမ၏လက်ထဲတွင်မကြသေးမီကမှရေထွက်ထားသောငွေသထောင်ခွဲနှစ်ထုပ်ရှိနေသည်။နီလာဘဲသားမလို့လဲ။မူရကအမောတကောရောက်လာပြီးမေးသည်မူယာတင်ချောရှင်လှပသောကိုခန္ဓာကိုအသက်40ကျော်သည့်အထိထိမ့်သိမ်းသားနိုင်စေဖြစ်သည်တကယ်ဆိုမူယာကလည်းသမီးနှစ်ယောက်အမေ ဓမ္မကလည်းသားနှစ်ယောက်မအီးအသက်ချင်းအတူတူအိမ်တော်တဲ့မိခင်ဖြစ်တာချင်းအတူတူခန္ဓာကိုယ်ချင်းကြာတော့တော်တော်ကွာလေသည်ဓမ္မသည်မူရအားပြုံး၍ကြိုဆိုလိုက်ရင်ဓမ္မရီခက်ဖက်ဖက်လုံးလုံးကိုခန္ဓာကိုမတိမတငုံကြီးကရေချင်သွားပါသည်အလှငွေသွားအမလို့ပါဟာတိတ်မကြပါဘူးထိုင်ဦးကျမစပွဲရှိရာကလထိုင်တွင်မူယာဝင်ထိုင်လိုက်သည်မူယာနာကနဂတ်သည့ အရင်တခါလာတော့ကလို့ငါလုံးတွဲစိန်ပွင့်ကလေးများမဟုတ်တော့ပဲခက်တဲတဲတလုံးနဲ့စိန်နှကဲဖြစ်သွားသည်ရှေ့တုန်းကစိန်ဖြစ်မှာပါပဲသူမျက်နှာလှုပ်ရှားလိုက်သည့်အခါထိုစိန်နှကက်လေးကအလင်းရောင်ဖျားကလက်ခနဲလက်ခနဲဖြစ်သွားပုံကငင်ငင်တက်တက်လှက်လှကလေးဘာအလုံးငွေတွေလဲကျမသည်ထွက်သွားတော်မူခြေလန်းကိုပြန်ရုပ်သိမ်းကစပွဲပေးမှခနာရက်မိ၏မူယာများအလုံးငွေထဲစဉ်စိတ်ပေါ်မလားဟုသောမျှော်လင့်ချက်နှင့်ဖြစ်သည် တကူဟာဇေယုံဤနေ့စဉ်လူနာထမင်းစိတ်ပေါ်ဟာအိမ်ကနေလာမပိုးနိုင်တဲ့လူနာတွေအများကြီးဟာတချို့ကနေရလာတဲ့ဆင်းရဲသားတွေမို့တချို့ကရန်ကုန်ကပဲဒါပေမဲ့အစွန်ပြားလာတတ်တဲ့ဆင်းရဲသားတွေမို့လို့အဲ့လိုလူနာတွေကိုနေ့စဉ်ဆေးရုံဝါကျွေးရတယ်လေအာဟာရပြည့်ရုံဟင်းအတင်းတင်းနဲ့ဆိုရင်တနက်စာငွေသုံးတောင်ကြားတယ်ငါတပည့်လေးတွေကသူတို့နီးစက်ရအချင်းချင်းစုလူထားတာလေဒီဘက်ကတသောင်းကမူယာအားတသောင်းခွဲအထုပ်ကိုပြလိုက်သည်နောက်တစ်ခုကဆေးဝယ်ဖို့လှူတဲ့ပစံ ဆေးရုံကြီးမှာဇေယျမျှပင်ကျမ်းမာရေးဆိုတဲ့တသဆိုင်လေးတစ်ခုရှိရာနင်းသိလား။မူရကြားဖူးရုံပဲကြားဖူးမှာပါ။သူတို့ဒီပြည်သူဆေးရုံကြီးရဲ့ထက်ပုတ်ကလေးကဆေးရုံတွင်နေပုံဤသက်သည်တတော်တော်ကမူရခင်မွန်အဖျားကြီး၍ဆေးရုံတင်လိုက်ရသည်မှာအာရှတော်ဝန်အထုကုဆေးရုံကြီးဖြစ်သည်။တချို့လူနာတွေစဉ်းရဲလိုက်ပုံများအဲ့ဒီဆေးရုံတော်မဝယ်နိုင်ဘူး။တနာစရာအကောင်းဆုံးကခလေးလေးတွေပဲဝမ်းပြဝမ်းလျှော်ယောဂဖြစ်မယ်၊သွေးလုံးတို괴ယောဂဖြစ်မယ် အဖေမေရဆင်းရဲတော့ဆေးဘူးရှာကြံနေရတယ်။အဲ့ဒီအချိန်မျိုးမှာကိုစီမှာဆေးအဆင်သင့်ရှိနေဖို့လိုတယ်။ဒီတော့အလူခံရတာပေါ့မူရရဲ့။နင်ရောလူသွားကြင်လား။မူရတွေ့သွားသည်။မူရသည်တရာတရားတွန့်လို့သူတော့မဟုတ်ပါ။တခါတော့ရွှေတကုံဖရားတို့သွားရင်ထီတော်တင်ပွဲအတွက်သူ့ဗရမများလက်စုပ်ကိုချွလူဘူးခဲ့သူဖြစ်ပါသည်။ကူတာလိုအလွန်လွယ်တဲ့ယောဂါလေးတွေကိုမကူးနိုင်လို့တည်သွားရတဲ့ကလေးတွေရဲ့ဘဝဘလောက်ရှင်နာဖို့ကောင်းတယ်လဲ လူသမားပတ်စံကလည်းတင်းကနဲမဟုတ်တောင်းကနဲမဟုတ်ထောင်းကနဲလေးပဲဒီတော့ချမ်းသာတဲ့လူမှလှူလိုက်တာမဟုတ်ဘူးလေတာမန်သူ့လိုကူလိုလူတွေကပဲစေတနာရှင်တွေကလှူနိုင်တာပဲငူရကရေမောပါသည်အော်စိတ်ရှုလို့အင်္ဂါထွက်လာပါတယ်လူမှုရေးဟောနေပြန်ပြီနေလာနေဟာလေသူများအဘူကို့အဘူတော်တော်လုံနိုင်နေမိမကျမခေါင်းရင်းရေမောလိုက်ရပါသည်ဒါဖြင့်မူရဒီကိစ္စကိုစိတ်ဝင်စားဘူးပေါ့ ဒါဖြင့်ဒီဒီမှာခဏထိုင်ခင်ငါငွေတွေသွားအပ်လာရုံပဲမကြောက်နော်အေးကျမအလှငွေအပ်ပြီးပြန်လာတော့အခါမူရသည်ကျမဤစာအုပ်ပီတိုကိုစူးစမ်းလေ့လာနေခဲ့ဤစေယုံနှင့်စာအုပ်ဘာဆိုင်တလဲဟုမူရကမေးလာခဲ့လင်ကျမရှင်းပြစရာတွေရှိပါသည်ကျမတို့သည်စေယုံတာဝင်းစေကန်းတာဝင်းလူတွေကိုကျမရဲ့အသည့်လူမှုရဲ့အသည့်ရှိအောင်ပညာပေးဆွဲဆောင်မှုအချိန်မရပါလူတွေကလည်းစာဝတ်နေရမှာအင်အားစိုက်ထုတ်ရ ရုံးကန်ရမောပန်းလာပြီးဖြစ်လို့ပညာပေးခံရဖို့စိတ်ဝင်စားပါဒီတော့နှစ်ဦးနှစ်ဖက်အချိန်ကုန်စရာမလိုအောင်ဈေးရုံမှာရှိနေသော နလန်ထလူနာတွေလူနာဆောင်တွေဖတ်နိုင်မှုစာအုပ်ဗီဒီယိုတွေထားပေးခဲ့ပါသည်ဒီစာအုပ်တွေကနင်းဖက်ဖို့တော့မဟုတ်နိုင်ဘူးမူယာက ကျမအားမျက်ကုံးပင်းကြီးလျက်ပြောသည်အေးဟုတ်တယ်ငါအတွက်တော့မဟုတ်ဘူးလူနာတွေအဆောင်တွေအတွက်ပဲသူတို့ကစားပတ်နိုင်လို့လားဝေနာရီနဲ့နည်းနည်းဝေးသွားတဲ့အခါ ဒါမှမဟုတ်ဝေနာရီကိုမဖြစ်ချင်တဲ့အခါမှာသူတို့စားဖက်ကြပါတယ်။မပြောက်ပြက်အောင်တော့တတိထားရတာပေါ့ဟာ။လူတွေကျမရဲ့အစ်တီရောလူမှုရဲ့အစ်တီရောအတော်လေးလိုသေးတယ်မူရရဲ့။မူရပကုံးတွန်သည်နေ့စီလာတိုင်းဒါမျိုးတစ်ခုမဟုတ်တစ်ခုတော့ကြားရတာပါပဲမထူးဆန်းပါဘူးကဲငါတို့တစ်ခုခုသွားစားကြရအောင်ပြိမာနေစည်းကန်းကိုသွားပေါ့အေးနေကားပါလားမပါဘူးငါ driver နေခဏပြန်သွားတယ်ငါလည်းကားမမောင်းခြင်းမူငါ taxi နဲ့လာတာမြောက်ကြအောင် ။"အိုး၊နင်ကလည်းသူ့မှာတောင်းအောင်နေအများကြီး။သူ့ထက်သူလူစွမ်းကောင်းနေကြီးပဲ။ငါ့ကိုလှဲ့တောင်မကြည့်အားပါဘူး။ပြီးရောပြီးရောဒါဆိုငါကားနဲ့သွားကြမယ်လေ။ပြီးရင်နင့်ကိုအိမ်ပြန်ပို့ပြီးမှ90ခန်းသွားလိုက်မယ်။ကောင်းတယ်။လိန်မာလိုက်တဲ့တငယ်ချင်း"ကျမနှင့်မူရာသည်ကိုရန်ဆယ်တန်းမှအတူကြောင်းတက်ခဲ့ကြသောငယ်တငယ်ချင်းတွေဖြစ်သည်တက္ကသိုလ်ချင်းမတူသည့်အတွက်ငါးနှစ်ဆယ်နှစ်တော့ဝေးသွားကြသေးသည်နောက်တော့သူမင်္ဂလာဆောင်သည့်အချိန်တွင် ကျမတို့ပြန်ဆက်သွယ်သွားမိကြသည် ထို့နောက်သူလဲသမီးတွေရ၊ကျမလဲသားတွေရ၊သားရဲ့သမီးရဲ့ကလေးတွေပညာရွေးပြောဆိုတိုင်မင်းရင်ဟိုတုန်းကလိုပဲပြန်လဲရင်းနှီးခင်မင်းသွားခဲ့သည်။ပို၍ပို၍ဝါတော့ကျမခန္ဓာကိုယ်ကိုသူဝါလျှော့စေခြင်းသည်။အစားအသောက်ကလည်းစီကံတကြအစားစေခြင်းသည်။ကျမကဆရာဝန်ဖြစ်လျက်နှင့်သူ့လိုအစားအသောက်မစင်ခြင်းနိုင်ပေ။သူဝါတော့သူ့ကိုယ်ခန္ဓာအတွက်နေ့စဉ်ကိုယ်လေးစိန်ချိန်သူ နေ့စဉ်ကယ်လိုရီကိုတွက်ရစားသောက်သူဖြစ်သည်။ ဒါကြောင့်လည်းယခုလို တွယ်လျက်လှပနေခြင်းဖြစ်ပါသည်ဒီချိန်ကကော်ဖီတောက်လို့ကောင်းတယ်မူရငါတို့ဂျီရိုနဲ့ကိုသွားမလားဂျမအီကာတက်ပုတ်ထဲမှာတခြင်းတိတ်ခွေတစ်ခုကို ယူကြည့်ရင်မူရနှကောင်းရှုပ်ပါသည် သူဂျမဒိုနက်တွေစားစားနေရသဘောမကျပါဘာမှမပါသည့်ပလိန်သက်သက်ဒိုနက်ကိုတော့သူကတော့မစားပါဘွားမှဆိုလို့တဲ့ကျမချောကလက်ဒိုနက်စားတာမြင်ရင်အလွန်ဥရသူဖြစ်သည်မတော်ဘူးဖူကြီးပဲသွားမယ် ကုန်းကြစိတ်ငါခံမယ်ဒါပဲတခါတလေစိတ်လိုလက်ရလာသူကိုစိတ်အနှောက်ယှက်မဖြစ်စေချင်သောကြောင့်ကျမသဘောတူလိုက်ပါသည် ကျမ၏စေကန်းကညနေ6နာရီမှစာမည်ကျမကော်ဖီဆိုင်မှတနာရီလောက်တော့အချိန်ဖြုန်းနိုင်ပါလိမ့်မည်လေးစက်ဖြင့်လက်ဆက်အေးမြသောအခန်းထဲတွင် ကျမနှင့်မူရာသူမိသားစု ကိုမိသားစု ပြဿနာများဟာတာများကိုအပြန်အလှန်ပြောရင်းစိတ်လွတ်လပ်မှုကိုတခဏတော့ရကြရသည်ဒါနဲ့ နင့်တိုက်ခန်းလေးကားတောင်ကျုံမှာအရင်လိုလူတွေလာလာအိတ်တုံးလား။မူယာကတတိတရာမေးဤ။အင်းတခါတခါတော့တွေ့သေးတယ်။မိုးရွာတဲ့ညတွေဆိုကလေးတသေးလေးနဲ့အမေနဲ့ပေါ့။မူယာကထိုကိစ္စကိုသဘောမချပေသို့တော်ကျမမတတ်နိုင်မှာထိုထုတ်ကားတဲ့ကလေးများကို ကျမမနှင်ထုတ်ရက်ပါ။ကျမတို့တိုက်ခန်းလေးကားရင်မှလည်းတကားမရှိပိတ်ထားလို့မရပါ။နင်တို့သိချင်းခံနိုင်နေတာငါအံ့ဩတယ်။ ငါသားဆိုရက်ွက်လူကြီးတွေကိုတိုင်ပြီးနှင်းထုတ်ပြစ်တာကြပြီ။မူယာကတော့တမိုးကြီးရက်ွက်မှာခြံနှစ်ဝင်းနှစ်ဥတ်တိုင်းနှစ်လုံးကျုံစွာတီးသန့်နေထိုင်သူမို့ကျမတို့နေရာမှာစိတ်ကူးဖြစ်ထောင်နေကြီးလို့ရမည်မတင်ပါ။တကယ်တော့ရေစိစဉ်းစားမဲ့ကိစ္စတွေအများကြီးပဲမူယာရဲ့ကိုဝါသိပ်အများကြီးမတက်နိုင်စီယုံရင်လည်းမလုံးနိုင်မတီကွင်လည်းမတက်နိုင်သေးတဲ့အချိန်မှာဒါကိုတက်နိုင်တယ်လို့ကိုကြီးရဲလို့ပဲသဘောထားမှာပေါ့။စင်ရဲ့ကြက်တဲမှုတွေ အိုးအိမ်မဲ့ပြဿနာတွေအလုံးလက်မဲ့ပြဿနာတွေကြောင့်ကျမတို့နှစ်ယောက်ဤကော်ဖီတွေလည်းအရာသာပြက်ကုန်အေးဆက်ကုန်တော့သည် နောက်တော့ကျမကပဲစေကန်းနာမြခင်ပြင်တန်လန်းပေးမှလမ်းလျှောက်လင်းချင်းခံမှုအကြံပြုခဲ့သည်ယထာတန်လန်းတို့အပြက်တစ်ခုဤအစွန်နာတွင်ကျမ၏ကားကိုရက်လိုက်သည်မူယာကကားထဲမှချက်ချခဲ့ပြီးအပြင်မှနေ၍တကားပိတ်သောအခါခလုတ်ကဖိထားသည့်အတိုင်းမနေဘဲအပေါ်ပြန်တက်လာ၏ ခလုတ်ကိုနည်းနည်းမထားပြီးမလို့ပဲတွန်းပိတ်မူရငါကာနည်းနည်းစုပ်တယ်ထို့နောက်မူရရှိရသို့လျှောက်သွားရင်ကျမကိုယ်တိုင်ပိတ်လိုက်ရသည်စုပ်တယ်မပြောပါနဲ့နီလာရဲ့အခုနင်ကသိန်း100ကျော်လောက်ပေါက်နေပြီတိလားကျမဒီကောက်ကိုဝယ်တော့ငါးသိန်းခွဲပေးရပါသည်အဲ့ဒီငါးသိန်းခွဲကိုပင်နှစ်နှစ်ချီ၍ကျမစုဆောင်ရသည်မူရကကားဝယ်ဖို့တိုက်တွန်းလွန်းလို့ဝယ်ဖြစ်သွားခြင်းဖြစ်၏ကားစေးတွေကမှန်းဆ၍မရောက်နိုင်လောက်အောင ကမောက်ကမားတွေဖြစ်လာတော့ကျမ၏ကားသည်၃နှစ်အတွင်း၅သိန်းခွဲမှသိန်းတရာဖြစ်သွားလေသည်ကားစေးတွေသာတချိန်ထိုးတက်ပင်မဲ့ကျမတို့ဆရာဝန်လာကတမားတော်စံသက်ကားတွေကလိုက်တက်လာခြင်းမရှိခဲ့ထို့ကြောင့်အခုလိုအချိန်မျိုးကြမှကျမကားခွေရမည်ဆိုလေဘလို့နီးနှဲမှသိန်းတရာကိုရှာလို့ရမှာမဟုတ်ဒီနားလေရတန့်နေမူရရဲ့ငါစိတ်လိုလဲရရှိတိုင်းဒီနေရာလေးကိုရောက်ရောက်လာပြီးလဲလျှောက်နေကြ ။မူယာကလက်နှစ်ဖက်ကိုခက်လွလွဲထားနဲ့အသက်ကိုတဝကြီးရှိုက်ရှူရင်းပြုံး၏။ဘာလဲ။ကိုကျော်တန်းနဲ့ရံပြစ်တဲ့အချိန်တိုင်းဒီကိုလာနေကြလား။ကျမဘာမှမပြောဘဲအတန်ထွက်ရဲနေလိုက်ပါသည်။ကောင်းရင်ဒီအချိန်မတိုင်သေးဘဲနှင့်ညီနေသည် တိမ်အစုပ်တွေမရှိဘဲတိမ်အမြင်တန်းလေးတွေပဲရှိနေ၏။အနီရောင်သည်အနောက်ချမ်းကောင်းကင်သားမကပဲအပေါ်တက်တဲ့ကောင်းကင်ထိရောက်နေသည်လေထဲတွင်စိမ့်ရှိရှိရန်နံတစ်ခုရသည် သရွက်စိမ့်နှံလားတောပန်းတခုခုဤယနံလားကျမမဝေခွဲတတ်ပါထို့နောက်တောင်ပန်းခန့်သက်တစ်ပြန်ပြန်အစုအဝေးကိုသက်သက်ကြားလိုက်ရပြီးကောင်းကင်မှာအနက်ရောင်ငှက်တွေကိုမြင်လိုက်ရသည် အမြင့်မှပြန်တန်းသွားသော ထိုအနက်ရောင်ငှက်များသည် ကြီးကန်းတွေလားဆရက်တွေလားကျမမသေးခွဲပေအချိန်ကလှင်မြန်လာသည် အော်တန်းစုညံအလဲမကြားရာ တောင်ပန်းခန့်သက်ကိုသာတဝက်တစ်ပြက်ကြားလိုက်ရသည် အနီရောင်နောက်ခံမှာ ပြန့်ကျဲသွားသောအနှက်ရောင်တွေသည်ငှက်တွေဟုတိလိုက်ရခြင်း၌ငှက်တွေအဝေးသို့ရောက်ကုန်ပြီးထို့နောက်ထူးဆန်းသောအရာတစ်ခုဖြစ်သွားသည်ဘယ်တော့မှယထာမဖြတ်သွားခဲ့ဘူးသောတန်လန်းပေါ်မှယထာတစည်းရောက်လာသည်ယထာတန်ကို အရင်ကြားရပြီးမှယထာကိုမြင်ရခြင်းဖြစ်သည် အနီရောင်မိုးကောင်းကင်အနှက်ရောင်ငှက်များအစိမ်းရောင်မြက်ခင်ယခုအခါအဝါရောင်ယထာဟုတ်ပါရဲ့ ယထာအယောင်မှာကျမတခါမှမမြင်ဘူးသောအဝါရောင်တောက်တောက်နနှင်းရောင်ဖြစ်နေသည်ကျမတို့နှစ်ယောက်သည်ယထာတန်လန်းနှင့်ခက်ခက်ကွာလွတ်လွတ်ရှောင်းနေကြသည် ဖြစ်နေလျက်ယထာလာနေသောအခါဘေးသို့ပို၍ဝေးအောင်ခွာ၍ရှောင်းလိုက်ကြသည်ဒီယထာကဘဲသွားမဲ့ယထာလဲကျမမသိပါထို့နောက်ယထာသည်ကျမတို့စီသို့နီးနီးလာသည်ယထာ၏တုန်ခါမှုကြောင့်ကျမရဲ့နေရာမြေပြင်သည်တုန်ခါနေသည်ယထာသည်ကျမမျောလင့်ထားသလိုတွဲ၍အများကြီးမဟုတ်ပါ ခေါင်းတွဲနဲ့နောက်ကတွဲတွဲတဲဖြစ်သည်ကျမတို့အနာမအတန်မီဟီကဖြတ်သန်းသွားချိန်တွင်ကျမ၏ထမိန်အနာတွင်ပင်တစ်ဖြက်ဖြက်လှုပ်ခါသွား၏ပစင်းလေးတွေရော မျက်ရွက်လေးတွေရောလှုပ်ခတ်ရင်ရင်သွားကြသည်ကျမတခုတတိထားမိသည်ရထားပေါ်မှာလူမပါပါ မောင်းသူလည်းမပါ စီးသူလည်းမပါဟင်းဘလို့ပါလဲတနေရရာကလွတ်ထွက်လာတဲ့ရထား၏လားကျမရထားသွားရသူနောက်ပြန်လှည့်၍ကြည်မီသည့် ထိုအခါကျမဥကောင်းတစ်ခုလုံးရုတ်တရက်ကြီးမားသွားသလိုခံစားလိုက်ရသည်ဟိုးဝေးကယထာတန်လန်ပေါ်မှာခလေးလေးတယောက်ထိုင်နေသည်ဘေးမှာဘသူမှမရှိ ခလေးတယောက်တည်းကျမတကူလုံးတုံလုံးအံ့ဩမှုဖြင့်အေးဆန့်တောက်တင်သွားပါသည်ဖဲမှုရာ ခလေးလေးတော်ဘနဲ့လုံမလဲလန်းတော်တတိပေးဖို့ကလည်းကျမတို့နှစ်ယောက်နဲ့ခလေးကဝေးနေသည်ပြေးသွားပြီးအောက်ချီပေးချအောင်လဲကျမတို့ဒီဘလို့နီးနေမြယထာ၏အချိန်ကိုမှီအောင်မပြေးလိုက်နိုင်ဖះဖះ ။ဘာမှမသိတော့ကလေးလေးကတော့တန်လန်းပေါ်မှာအေးအေးဆေးဆေးကျမရင်တဒိန်ဒိန်ခုန်နေ၏။ဘယ်နဲ့လုံမလဲဘယ်နဲ့လုံမလဲ။တခုရှိတာကကျမတို့ခလန်းလန်းတွေယထာတန်လန်းလွဲမောင်းနှံတစ်ခုရှိသည်လန်းလွဲပေးရမလား။ယထာကလန်းစုံတို့ရောက်လူနေပြီ။လန်းလွဲလန်းလွဲလန်းလွဲကဘဲဟာလဲဟုကမန်းကနန်းရှာတော့ကကျမတကိုယ်လုံးအေးဆက်သွား၏။ယထာတန်လန်းနှစ်ခုခွဲထွက်သွားရ။တခုကတန်လန်းရှိခလေးရှိနေသည့်လန်းတခုကတန်လန်းတို့ပြက် တန်လန်းသည်တနေရာတွင်ဒုံတိစွာဆုံးသက်သွားသည် ထိုနေရာတွင်ဂျမအီကာကိုရထားခဲ့သည်လမ်းလွဲမောင်တန်ကိုဆွဲချလိုက်လင်လူမပါသောရထားသည်မူလနေရာမှလမ်းကြောင်းပြောင်းသွားကတန်လန်းအပြက်စီဥတီသွားနိုင်သည်မူလတန်လန်းပေါ်ရှိနေသောကလေးလေးအသက်ချမ်းသာရာရမည်သို့သောဖေးနှဲစာဖြင့်နှင်းနှင်းလာလာဆူဆောင်းပြီးမှဝယ်ယူခဲ့ရသောဂျမအီကာလေးရထားကျိမ့်မိပြီးဆုပ်ပြတ်တွလိန်သွားတော်မူဟင်းမလုံးနဲ့ သို့သောယထာတိကလေးရှိရာတန်လန်းအတိုင်းတချိန်ထိုးပြေးသွားနေပြီးကလေးတယောက်၏အသက်မျက်စိတမိစာအတွင်ဆုံးရှုံးသွားလိမ့်မည်ကျမရင်ထဲနာကျင်သွားသည် မဖြစ်ဘူးကလေးသည်မခံနိုင်ဘူးကျမသည် မောင်းနှံစီသို့အာကုန်ပြေးသွားရန်ကိုကိုလှဲလိုက်ဤကျမ၏အဖြူရောင်ကားလေးကိုကျမမြင်ရသည်ကျမမှာဒီကားလေးတစ်စီးပဲရှိသည်နောက်ထပ်ကားတစ်စီးဝယ်ဖို့ဆိုတာဒီခေတ်ကာလပေါက်ဆဲဖြင့်အိမ်မက်ပင်မမတ်နိုင်မှာ ကျမ၏အနာဂတ်ကျမခင်မိုးနဲ့သားလေးနှစ်ယောက်၏အနာဂတ်စဉ်းစားတစ်ခုခုအမြန်စဉ်းစားယထာကလမ်းဆောင်သို့ရောက်တော်မီဘယ်ဟာကိုဆုံးဆုံးခံမလဲကလေး၏အသက်လားကျမ၏ကားလေးလားကျမခြေရလက်တွေတုံရင်ကရက်နေရင်ဒူးတွေညှို့ခွေလာသည်ကျမမျက်စိစုံကိုမှိတ်ပြလိုက်၏ယထာသည်တန်လန်းအတိုင်းတကြုံကြုံအော်မြင်လိုက်တစ်ချိန်တုန်းလှိမ့်သွားပါသည်နီလာကျမမျက်စိကိုဖွင့်ကြည့်လိုက်တော့ကကျမအမယုံကြည်နိုင်သောမျက်လုံးတို့ဖြင့် တန်တော်ဆိုင်ရှိနေသောမူရအောင်တွေ့ရသည်မူရအကြီးကိုကျမနားလေလိုက်ပါသည်နင်တော်တော်ရက်ဆက်ပါလားနီလာကလေးတယောက်အသက်ကိုနင်မကယ်ချင်ဘူးပေါ့နင်ကအဲ့လိုမကြည့်နဲ့မူရနင်မကြည့်နဲ့ငါ့မှာဒီကားလေးတစ်စီးပဲရှိတာမူရကခေါင်းရံနေသည်ထိုနောက်တန်လန်းရှိအတိုင်းလန့်ငေးကြီးဤကျမသည်အဝေးမှပျောက်ွယ်လူနီးပါတေးသွားပြီဖြစ်သောယထာကိုလန်းကြည့်သောအခါတန်လန်းကိုမမြင်ရအောင်ကြောဖြစ်ပြီးကြည်ရ၏ တန်လန်းပေါ်မှာသွေးလင်းလင်းဖြစ်အပိုင်းပိုင်းပြတ်နေမြင်ကလေးလေးအလောင်းကိုမမြင်ရသောကြောင့်ဖြစ်သည်တကယ်လို့အဲ့ဒီလန်းလွဲမှာရှိနေတာငါကမဟုတ်ပဲနင့်ကားဆိုရင်နင်ဒီမောင်ဆွဲမလောက်မူရငါ့ကိုမညာပဲအမှန်တိုင်းဖြစ်မူရတခဏတွေ့ဝေသွားသည် ထို့နောက်မျက်နှာကိုမော်လျက်ဖြည်သည်ဆွဲမယ်ကျမသည်ကြားရသောစကားကိုမယုံနိုင်မှဆွဲမယ်ဟုတ်လားနင့်ကားတန်း300တန်းတာနော်ဒါပေမဲ့ကလေးတယောက်ရဲ့အသက်က300ဆိုတဲ့ကတ်တက်ပို့ပြီးတန်းနေလေ မဖြစ်နိုင်မမူရအဲ့ဒီစကားကိုတကယ်ပြောတာမဟုတ်နိုင်မတန်လန်းဆုံးမှရှိနေတာကသူ့ကမဟုတ်လို့အလဲတကူပြောလိုက်တာပါခတ်တာကသူ့ကိုနင်ညာနေတာပါဟုဆွဆွဲဖို့လည်းမဖြစ်နိုင်မတကယ်စမ်းသပ်ကြည့်လို့ရရင်ဘလောက်ကောင်းမလဲအခုတော့ကျမမာသားညှတာမှုမရှိသူရက်ဆက်သူကိုဖြစ်စည်းကိုနှမျောတွန်းလို့သူဖြစ်ရပါသည်နင်အဲ့ဒီစကားကိုပြောယုံပြောဖို့ကလွယ်ရမူရာပြောလို့လည်းလှပါတယ်ဒါပေမဲ့နင်တကယ်အဲ့လိုဆုံးလုံးနိုင်မလားဆိုတာငါသိသိချင်တာပဲဘာလဲနင်မယုံဘူးလား မယုံနိုင်ငါလည်းနေအခုလိုကလေးအသက်ကိုစတဲ့လိုက်လိမ့်မယ်လို့မယုံကျင်ခဲ့ပါဘူး။စတဲ့ရဲ့လို့မပြောနဲ့မူရ။ကလေးကငါစတဲ့တာမဟုတ်။ကလေးကသူ့ဟာသူတန်လန်းပေါ်မှာရှိနေတာ။နင့်စကားအတုံးတော့မှားနေတယ်။ကလေးတွေသွားတာငါအပြစ်မဟုတ်ဘူး။ဒါပေမဲ့ကလေးကိုနင်းကဲနိုင်တယ်လေ။ချက်သားကိုလွှဲဖို့မောင်းနှံကိုဆွဲချလို့ရတယ်လေ။နင်းမလုပ်ခဲ့ဘူး။ဘာဖြစ်လို့လဲဆိုတော့နင်းစည်းစိမ်အပြည့်မခံနိုင်လို့လူအသက်ဆိုတာကိုနင်းစည်းစိမ်လောက်ရေးမဆိုင်လို့ ။မူရအတန်ကဆွဆွဲသည့်အတန်ဖြစ်လာသည့်ကျမကိုလည်းညှိုးထိုးပြီးဆွဆွဲနေသလိုပဲ။ဟုတ်တယ်ပဲထားပါငါစီးစိမ်အောင်စရေပြီးခလေးကိုငါမကဲခဲ့ဘူးလို့ဆွဆွဲပါ။ဒါအမှန်ပဲ။ဒါပေမဲ့အဲ့ဒီနေရာမှာနင့်ကားဆိုနင်စရေမဲ့လို့ငါမထင်ဘူး။နင်မလူမှုရေးစိတ်တဲ့ဘယ်တော့မှမရှိခဲ့ပဲနဲ့အဲ့ဒါငါအတိဆုံးပဲလေမူရငါအတိဆုံးပဲနင်စည်းစိမ်အပြတ်ခံပြီးကဲဖို့မပြောပါနဲ့ဦးဘယ်စည်းစိမ်မှပြတ်เสียမလို့ပဲနဲ့တော့နင်ဘယ်ကလေးရဲ့အတော့ကဲခဲ့ဘူးလို့လဲကျမလေးတဲ့မမဖြစ်ပြန်ဆွဆွဲမိလိုက်ပါသည ကျမစကားကြောင့်အမှုရတစ်ချက်မျက်နှာပြတ်သွား၏ကျမဖိနှင်း၍ပြောလိုက်ပါသည်ဘသူအတွက်ဘလောက်နှင့်ရေးထားခဲ့ဘူးလို့လဲငါဆိုရင်လူတွေရဲ့အတော့ခဏနှက်ကဲခဲ့ဘူးတဲ့လူတယောက်ရဲ့အသက်တံမှုကြောင့်ငါ့ကိုလာမပြောနဲ့ငါအသိဆုံးမှာလူတယောက်ရဲ့အသက်တံမှုဘလောက်ကြီးရဲ့ဆိုတာငါအသိဆုံးမှာအဲ့ဒီတံမှုကြီးရဲ့ဆိုတဲ့အသက်တွေပြစ်စလက်ကဘလို့ဆုံးဆုံးနေရလဲဆိုတာငါအသိဆုံးမှာလူတွေဖြုတ်ခနဲ့ဖြုတ်ခနဲ့တိတ်နေရအောင်မျက်မြင်သက်သက်အဖြစ်စောင့်ကြည့်နေကြရတာများလိုက် ော်ဤတန်လန်းဘောကကလေးလေးဖြက်ခနဲ့တေသွားသလိုပဲမတေသေးတဲ့ယောဂကလေးနဲ့ကူးဖို့လွယ်တဲ့ယောဂလေးနဲ့မဖြစ်စလောက်ယောဂလေးနဲ့ကလေးတွေဖြက်ခနဲ့ဖြက်ခနဲ့တေကုန်တာငါမြင်နေရတယ်ငါကူနိုင်တယ်လို့ကူတယ်ငါပန်ဝင်ခြင်းကလူတွေကိုပဲအကူအညီတောင်းတယ်အဲ့ဒီလူမှုရေးတွေထဲမှာနှုံဆွဲခေါ်ဖို့ငါအမြဲကြိုးစားရတယ်နင်ဘယ်တော့မှငွေတပြားတစ်ချက်မှမလူခဲ့ဘူးမကူခဲ့ဘူးဒါနဲ့မြန်နင်းကနှစ်သိန်း300တန်းကောက်ဖြည့်စည်းခံပြီးဟောဟိုကလေးအတက်ကိုကဲမယ်လို့ပြောနေရဲ့အဲ့ဒါငါဘလို့ယုံရမလဲကဲပြောစမ်းပါဦးမူယာငိမ့်သက်သွား၏ ။သို့တော့ဝန်ခံသည့်အတိတ်ပဲဖြစ်ငြိမ်သက်သွားသည်တော့မဖြစ်နိုင်မှာကျမတို့နိုင်အောင် ပြောဖို့အားယူနေတာပဲဖြစ်ပါလိမ့်မယ်။တကယ်တော့ကျမတို့နှစ်ယောက်သည်တန်လန်းပေါ်မှာရှိနေသည့်ကြေခွဲဖွဲ့ရာအနှိမ့်ထာယုံမြင်ကွင်းတစ်ခုကိုရှောင်ဖယ်ရင်တယောက်ကိုတယောက်အဖြစ်တင်နေမိကြခြင်းသာဖြစ်သည်။ရှိမှာကကျမတို့မကြည်ရဲမမြင်ရဲတော့အမှန်တရားလေးတခုရှိနေပါသည်။ဒါပေမဲ့လုံးလုံးစေတော့နင်ကလေးတယောက်ရဲ့အသက်ကိုကယ်လိုက်နိုင်လေသားနဲ့မကယ်ဘဲအသိခံခဲ့ပြီးပြီလေ အဲ့ဒါကတော့ငါမျက်မြင်ပဲမူယာခါသီးစွာပြော၏ဟုတ်တယ်အဲ့ဒီကလေးကိုငါအသေးခံခဲ့တယ်ဘာလို့လဲဆိုတော့ငါကငါဆွေးနေစားနဲ့စုဆောင်းထားတယ်ငါစီးစိမ်အကုန်ပဲအဲ့တော့အပြတ်မခံနိုင်ဒီကားကလက်ထိုးပြီးရထားငွေနဲ့ဝယ်ထားမဟုတ်ဘူးအချောင်ရထားလည်းမဟုတ်ဘူးနင်ဘာစကားပြောတာလဲကျမစကားကမူယာအောင်ထီသွားပုံရသည်ဘာစကားပြောရထင်လို့လဲအဲ့ဒီစကားပဲလေမူယာသည် ကျမအဆူဆူရဲရဲစိုက်ကြည့်လာ၏ ကျမလည်းမူရာကိုခက်စိမ့်စိမ့်ပြန်ကြည့်မိသည်ထိုခဏမှာပင်အံ့ဩစရာအဖြစ်ပြက်ကိုကျမတို့မြင်ရသည်ယထာလန်ဆုံးစီမှလူတရာကိုရှောက်လာနေခြင်းဖြစ်ပါသည်ထိုသူ၏ပကုံးထက်တွင်ကြောပိုး၏တစ်ခုလွယ်ထား၏ယထာတန်လန်၏ဇလီဖာတုံးများအတိုင်းနှင်းလျှောက်လာခြင်းဖြစ်သည်ကျမတို့မြင်တော့ထိုလူကလက်လန်းပြ၏ထိုလူရှောက်လာနေသည်မှအေးစစေးပဲလမ်းမှာယထာနှင့်မစုံမီသလိုခလေးလောင်းကိုလည်းမမြင်ခဲ့ရမတွေ့ခဲ့ရသလိုလို တန်လန်းပေါ်မှာဖတ်တွေးခဲ့လဲရင်ကျမအမောတကောမေမီဤထိုသူထံမှကောင်းသောစကားကိုသာကျမကြားချင်ပါသည်ကျမစိတ်ကူးရင်လွန်းနေပြီဘာမတွေးခဲ့ပါဘူးခလေးလေးဘာခလေးလေးမှမရှိဘူးဗျယထာရောထိုသူကကျမအားယူချုံချုံမိန်းမတယောက်ကိုကြည့်သလိုကြည့်သွား၏ဒီလောက်ယထာမသွားတာနှစ်တွေပဲကြာလာပေါ့ထိုနောက်ကျမတို့နှစ်ယောက်အနီးမှာသူဝေးရဝေးရသွားပါသည်ကျမသည်တန်လန်းကိုဟိုဘက်ဒီဘက်လှမ်းမြော်ကြည့်မိသည် တန်လန်းသည့်ဖြောင်းတန်းလျက်မြက်ခင်းစိမ့်စိမ့်ပေါ်မှာဟိုးမိုးကိုဆဝိုင်းအဆက်အထိဒီဘက်မှာလည်းမိုးကိုဆဝိုင်းအဆက်အထိမြင်နေရသည်ယထာလည်းမရှိခလီလည်းမရှိ ကျမနှင့်မူရသည်တယောက်ကိုတယောက်ဖြတ်ကနေကြည့်မိကြသည်ထိုနောက်မတိုင်မင်မှတန်လန်းပေါ်သို့တက်လိုက်ကြ၏ထိုနောက်ခလီလေးထိုင်နေသည့်ကျမတို့မြင်ခဲ့သောနေရာထိအောင်တွန်းဆုပ်စွာရှောက်သွားကြသည်သို့တော့ကျမတို့နှစ်ယောက်စလုံးသိနေခဲ့ကြသည်ထိုနေရာတွင်ဘာမှရှိမှာမဟုတ်ခလီလေးလည်းရှိမှာမဟုတ် သွေးစသေးနာလည်းရှိမှာမဟုတ်ထိုနေရာကတန်လန်းမျက်နှာပြင်သည့်အခြားနေရာများကမျက်နှာပြင်တွေလိုပင်တည်ငြိမ်စွာအေးချမ်းနေပါလိမ့်မည်ထိုနေ့ညနေကအမူအရာကိုကျမအိမ်ပြန်ပိုးသည့်လမ်းတစ်လျှောက်လုံးကျမတို့နှစ်ယောက်တိတ်ဆိတ်နေခဲ့ကြသည်ကျမနှင့်မူရာအကြာတွင်ဒိုင်းတစ်ခုကားစီးထားသလိုခံစားရသည်ထိုနေ့ကကျမနှင့်မူရာနောက်ဆုံးတွေ့ဆုံကြခြင်းဖြစ်သည် နောက်ထပ်ကျမတို့မတွေ့ကြတော့ပါ ယခုအခါအနေရောင်ကောင်းခင်နှင့်အနက်ရောင်ငှက်အုပ်ကိုကျမမြင်နေမိ၏ထို့နောက်အဝါရောင်မိရထားတစ်စင်ဘယ်တော့မှတန်လန်းပေါ်ဖြတ်မောင်းမသွားခဲ့သောအဝါရောင်ရထားဖြစ်သည်ဘာပဲဖြစ်ဖြစ်တကယ်မရှိသောအဝါရောင်ရထားတစ်စင်ကြောင့်တငယ်ချင်းနှစ်ယောက်ကွဲခွာခဲ့ရတာကတော့အမှန်ပဲဖြစ်ပါသည် ဟုတ်ကဲ့ပါရှင်ဒီနေ့ဖျက်ပြခဲ့တာကတော့ဆီယာမဂျူရေးသားထားတဲ့အဝါရောင်ယထားဆိုတဲ့ဝိတုတူလေးကိုဖျက်ပြသွားခဲ့တာဖြစ်ပါတယ်ရှင်အဆုံးထိနားဆင်ပေးခဲ့ပါတော့ clicker များအလုံးကျေးဇူးတူပဲတင်ရှိပါတယ်ရှင်နောက်နေ့မြန်မာပြန်လည်ဆုံတွေ့ပါမယ်ရှင် clicker များအလုံးလည်းဘေးရန်ပေါင်းမကင်းဝေးကြပါစေရှင်